ကံဗုဒ္ဓဘာသာမှာကံကံရိုးရရဆိုတာပါတယ်ဗျာနော်ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်လွတ်လပ်တယ်နော်လွတ်လပ်တယ်မချုပ်ချယ်ထားဘူးဒီတခုကတော့ခုနပြောတဲ့ဗုဒ္ဓရဲ့တရားကရှင်းရှင်းလေးပဲနော်ဒီဟာလို့ရင်တော့မင်းဒီဟာဖြစ်မယ်မင်းလှုပ်တာမလှုပ်တာမင်းပိုင်းမယ်နော်ကျွန်တော်တို့ပိုင်းမယ်ဟဲ့လားလူတိုင်းတော့ထောင်ကြမယ်မင်းသူများဥစ္စာပစ္စည်းတော့ခိုးရင်တော့မင်းတကိုးဖြစ်မယ်ဟဲ့လားမင်းဘယ်သူမှသူ့ပစ္စည်းကိုစိတ်မချအောင်မင်းလိန်ရင်တော့လူလိန်ဖြစ်မယ်ခမရစကားကိုဘယ်သူမှမယုံဘူး เนาะဒါဘာသာရေးနဲ့ပတ်သက်လို့ရှင်ဒါအပွင့်လင်းဆုံးပြောတာလုံးဝကန်ကန်အကျိုးတရားဆိုအဲ့ဒါပဲတိုက်ရိုက်တက်ရောက်တာဘယ်သူနဲ့မှပတ်သက်ဆက်နွယ်တာမျိုးမဟုတ်ဘဲနဲ့လိန်ရင်လူလိန်ဖြစ်မယ်လိန်လိုက်တဲ့အကျိုးတရားကြောင့်မလို့နောက်တစ်ချိန်မင်းရဲ့စကားကိုဘယ်သူမှမယုံတော့ယုံကြည်ခြင်းကင်းမဲ့သွားမယ်ကိုယ့်စကားဒီမှာเนาะပြီးရင်သူများတက်တတ်လိုက်တယ်လူသားသမားဖြစ်သွားမှာပဲထောင်ကြမှာပဲဘလူကြောင့်မမှာမဟုတ်ဘူးအဲ့ဒါကိုလှုပ်လိုက်တဲ့အပြစ်ကြောင့်လူသားသမားဖြစ်သွားတယ်ထောင်ကြခံရမယ်ဒါကန်ကန်အကျိုးပဲအဲ့တော့ ောင်းခြင်းဆိုခြင်းရှိတယ်ကောင်းခြင်းဆိုခြင်းမှာလုံမယ်မလုပ်ဘူးဆိုတာကာယကံရှင်ကိုနဲ့ဆိုင်တယ်အဲ့ဒါခါကျတော့ပြန်ဆန်းစစ်ကြည့်လိုက်ဒီမိုကရေစီနဲ့ဆန်းစစ်ကြည့်လိုက်လုံလို့ရတယ်နော်ကိုကြိုက်ရင်ကိုလုံလုံခွင့်ရှိတယ်လုံဒါပေမဲ့ကိုလုံလိုက်တဲ့ကောင်းခြင်းဆိုခြင်းကိုတော့ကိုကပြန်ပြီးတော့လက်ခံရရှိလိမ့်မယ်ယူရလိမ့်မယ်အဲ့ဒါဆိုတော့လူတွေမှာကျွန်တော်ဗုဒ္ဓဘာသာကအရင်လွတ်လပ်တယ်ဗျာစိတ်ကိုမထိန်းနိုင်တဲ့ခါမှာအဲ့ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာလို့ဆိုပေမဲ့မကောင်းမှုတွေလုပ်နေကြတဲ့လူတွေတော်တော်များတယ်အဲ့ဒါကဘာလဲကိုယ့်စိတ်ကိုမထိန်းနိုင်ဘူး ခီတိဝတ္တပတရားမရှိဘူးအနုတ္တပတို့လူရောမကြောက်ဘူးဗျာအနုတ္တပတွေကြီးစိုးနေသည်ကုတ္တပဆိုတာတော့မကောင်းဘူးလို့ကမာနေကြောက်တာပေါ့အနုတ္တပဆိုတော့မကြောက်ဘူးပေါ့ဒီမကြောက်တဲ့စိတ်ကြီးမကောင်းမှုလုပ်ရဲတယ်သူတို့ကအဲ့လိုမျိုးတွေဖြစ်နေတာဗုဒ္ဓဘာသာလို့တာပြောတယ်အမြီကံဗုဒ္ဓဘာသာတွေများနေတာအဲ့လိုတွေကိုလည်းဒါတိရတိရမှာပေါ့အဲ့လိုတိစီနေတာနော် ဘာသာကျွန်တော်မြန်မာနိုင်ငံကလွတ်လပ်တယ်ဘာသာတရားကလွတ်လပ်တယ်သူတို့မှကလို့မဟုတ်ဘူးเนาะလွတ်လပ်ခွင့်ပေးထားတယ်အဲ့တော့သူတို့သူတို့ရဲ့သူတို့ကိုအဲ့လိုလွတ်လပ်တဲ့သဘောတရားကြီးသွားပေးလိုက်လို့ရှိရင်တိုင်ပတ်မှာเนาะတိုင်ပတ်မှာအဲ့ဒါတွေကိုလည်းသိစေချင်တယ်ဒီနေ့အားတယ်ဗျအားတယ်ဒီနေ့အားတယ်ဆိုတော့ဒီနေ့တတိတည့်ရပဲပြောရတာထားပါဆဲဆိုလေဆိုတာမကောင်းဘူးဆဲဆိုလေဆိုတာဖရုတ်တာဝါစာရဲ့ရုပ်ရင်းကျမ်းတဲ့ဇာတ်ကားဒီဖရုတ်တာဝါစာဆိုတာကမကောင်းဘူးเนาะ ကိုကိုဆဲတာကကိုပြန်ထိတတ်တယ်နော်ကိုပြန်ထိတတ်ပါတယ်ကျွန်တော်တို့ဟိုပါရှိပါတယ်ဝတ္တုလေးတပုတ်ရှိပါတယ်အမေနဲ့ကြိုင်ပြီးကျွန်တော်မြတ်ပြောနေရဟိုပါပေါ့အဲ့စကားတော့ကျွန်တော်မဆဲမဆဲဘူးဘုရုမဒါအပွင့်လင်းဆုံးပြောတာ KMG ပေါ့ဒါပါတော့ KMG ပဲကျွန်တော်ပြောလိုက်မယ်အဲ့ဒါတော့တချို့သိကြပါတယ်ကျွန်တော်အဲ့စကားကိုကျွန်တော်မထွက်ချင်ဘူးမြန်မာလိုမြန်မာလိုမထွက်ချင်ဘူးအဲ့လိုအဲ့လိုအဆဲမျိုးပေါ့ကို့အမေနဲ့ကိုပြန်ပေးစားတဲ့ဆဲတဲ့နီးတွေကျွန်တော် ဘယ်လိုပြောရမလဲတော့မင်းနဲ့နှမနဲ့ပြန်ပေးတဲ့ဟာမျိုးတွေအဲ့ဒါကြောင့်ဘုရားလက်ထက်မှာတော့ဖြစ်တယ်လေဟုတ်လားဒါတာမီငယ်လေးကလေးကကွဲသွားတဲ့ဟာမှာပြန်ဆုံညော့တော့ပါတော့မေရဲ့သူ့ရဲ့မိမကသူ့အမေအရင်ဖြစ်နေတယ်သူ့ညမအရင်ဖြစ်နေတယ်နော်သူ့ညမအရင်နဲ့သူ့အမေအရင်ကသူ့မိမတော့ပြန်ဖြစ်နေတယ်တာသမီတာမီတော်ကအဲ့လိုသွားဖြစ်နေတယ်မတိပဲနဲ့လက်ထမ်းမိကြရတာကလက်ထမ်းမိလိုက်တာပေါ့အဲ့ဒါကဘာအကျိုးဆက်တွေလဲဆိုခုနပြောလို့လည်းပဲယုတ်ထရုတ်တာဝါစာရဲ့အကျိုးဆက်တွေပဲเนาะ ဖရိုဒါဝါစာရဲ့ဒီဆဲဆိုလိုက်တဲ့ဒါအမေကိုင်နမကိုင်ဆဲနေတဲ့ကောင်ကြီးရဲ့ခံရတဲ့အကျိုးဖြစ်ပဲအဲ့တော့ကိုယ့်ရဲ့တန်းနေတဲ့အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဒါဇရိုက်ကိုကိုမူရနှုတ်မူရကိုထိမ့်မှာကျွန်တော်အဲ့ဒါပဲပြောချင်တယ်